အားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့အလုတ်ရှာကျွန်တော်အချိန်ပိုင်းအလုတ်ရှာပြီဆိုတဲ့အချိန်မှာဘာတွေကိုအဓိကထားပြီးတော့ကြည်ရမလဲဂယူစိုက်ဖို့ဂယူပြုတ်ဖို့လိုတယ်လဲဆိုတာပတ်သက်ပြီးတော့မျှဝေပြသွားမှာဖြစ်ပါတယ်ကျွန်တော်အချိန်ပိုင်းအလုတ်ရှာတဲ့အချိန်မှာအရေးကြီးဆုံးအချက်နံပါတ်1အချက်ကိုပြောမယ် လောခလာစာဟိုကျွန်တော်တို့ဟိုဒီတနားရီလောခလာစာဟိုပဲဖြစ်ဖြစ်ပေါ့နော်ကွတ်တိပေးတဲ့တထေးလေးစီမှာမလုံးနေဟောလက်ရှိမှာကိုရီးယားရဲ့အခြေခံလောခလာစာတနားရီကို1030ဖြစ်နေတာဖြစ်တဲ့အတွက်စိုင်းတော်များများပေါ့နော်တချို့စိုင်းတွေက1030ကွတ်တိပေးတယ်ကွတ်တိပေးတယ်ဆိုတဲ့အခြေအနေမှာကျွန်တော်ကဘယ်လိုခံစားရလဲဆိုတော့ဒီတထေးတရာတကယ်တကယ်စေနာအရမ်းမရှိဘူးလို့ခံစားရတယ် သူတို့ကအခြေခံလောကလာစာကို8000ပဲတတ်မှတ်တယ်ဆိုလို့သူ8000ပဲပေးမှာ6000ပဲတတ်မှတ်ရင်လည်းသူတို့6000ပဲပေးမှာသူတို့ပိုပေးခြင်းစိတ်မရှိဘူးတေချာတခုကအများစုအဲ့လိုတတိယအများစုကစေတနာမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်နေခံစားရတယ်အထူးသဖြင့်ကျွန်တော်တို့ချွန်းတင်ဂျွန်းနေပါရီမှာဆိုလို့ရှိရင်တော့ပုံမှန်သူတို့1030ပဲပေးတယ် convenience story ကတော့ပြဿနာမျိုးသူက corporation business သွားတာအဲ့တော့သူတို့ပေးမှာမဟုတ်ဘူးအဲ့တော့တတိယနဲ့တိုက်ရိုက်ဆက်သွေးရတာလည်းမဟုတ်ဘူး1030ပဲပုံမှန်အပြည့်ပေးကြတယ် ဒီဖြစ်နေကြနေပါတယ်မှာအပြင်းရင်သူတို့မှာကဟိုတာဝန်ကြီးပြီမဲ့အရန်ကြီးတခြားဆလောက်ဆိုင်နေပါတယ်လို့ပြင်မဲ့မလုပ်ရတဲ့အလုံးမျိုးကတော့နည်းတယ်ဒါပေမဲ့တာဝန်ကြီးတဲ့အပိုင်းလေးရှိတာပေါ့နော်ငွေအပြောင်းလဲတွေဆိုရင်ဒီအာ inventory control လောက်ရတဲ့အပိုင်းလေးဒီလိုမျိုးတွေတော့ရှိရယ် stock control လောက်ရတဲ့အပိုင်းလေးရှိရယ်ဒီလိုမျိုးပိုင်းဒီမှာတော့သူတို့က risk များတယ်နည်းနည်းလေး pressure များတဲ့ပိုင်းမှာတော့ရှိရတယ်ဒါပေမဲ့သူတို့ဒီ1030ပဲ ရကြတယ်။တခြားဆိုင်တွေပေါ့နော်စားတော့ဆိုင်တွေပါ၊ကဖေးတွေပါ냐စားရှိတရားဖြစ်နေ။အသားကင်ဆိုင်၊ရက်ဆိုင်စားရှိတရားဖြစ်ဒီလိုဆိုင်တွေမှာလုံးတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ကတော့1030ပေးတဲ့ဆိုင်ဆိုတော့တနိုင်ဆုံးရှောင်ဖို့ကျွန်တော်အနေနဲ့တော့အကြံပေးချင်တယ်။ဘောဆိုကျွန်တော်လည်းမလုပ်ချင်ဘူးအဲ့လိုမျိုး။ဘောဆိုဒီတစ်ထိပ်ညအစေးနာမရှိဘူးလို့ခံစားရတယ်။အဲ့ဒီ feeling ရတယ်ပေါ့နော်။တို့ကဘောဆိုဆိုရ8000ပဲတတ်မှတ်ထားရင်လည်းတို့8000ပဲပေးမှာပေါ့နော်။အဲ့လိုမျိုးမြင်တယ်။ maybe နောက်တစ်ချက်ကပါလဲဆိုလို့ ရောင်းမကောင်းတာပဲရောင်းမကောင်းဘူးအဆင်မပြေဘူးဆိုလို့ရှိရင်လစာနောက်ကြတာတွေလစာမရတာမျိုးတွေအများကြီးခြုံရလိုက်တယ်ပြီးရင်နောက်တစ်ခုကပါလဲဆိုတော့တော်တော်ပင်ပန်းတဲ့အလုပ်တွေပင်တချို့တထေးတွေရကြတော့တကယ်ပြီးဟောတို့အလုပ်ကပင်ပန်းတယ်ဆိုမနေဘူးပေးတယ်အဲ့ထပ်ပင်ပန်းတာတွေထိုက်တန်အောင်ပေးရှိဒါပေမဲ့ အဲ့လိုတတိအများစုက1030ပဲပေးထားတဲ့တတိအများစုကကြတော့ပင်မန်းလဲပင်မန်းတာပေးမဲ့သူတို့အချိန်ခံလောက်ရလားစပေးထားတယ်ဆိုတဲ့ပုံစံဘာလို့ကျွန်တော်တို့အကြမ်းသားတွေကကြတော့အနီးရမလို့ဆိုပြီးတော့လေပို့ပေးရတာမျိုးမဟုတ်ဘူးအဓိကကိုရီးယားတွေဆိုလို့ရှိရင်အခွင့်အရေးအပြည့်ပေးရတယ်ဗျာအဲ့တော့ကျွန်တော်နိုင်ငံသားတွေအကြမ်းသားတွေအတွက်ဆိုအခွင့်အရေးအပြည့်ပေးချင်မလို့သူက live ပြီးရော Twitter လို့ရတယ် နံပါတ်1ကခုနပြောသလိုအဆက်ကွက်ဒီလောက်ခလာဆိုအချိန်ကလောက်ခလာဆို1030ကွက်ဒီပေးလိုက်ကိုပူစားပေးမယွင်းနဲ့ပေါ့နော်ဟိုဘလို့မှရှာလို့မတွေးတော့ဘူးဆိုတဲ့အခြေအနေရောက်တော့မှသာလင်ဒါမျိုးရွေးချယ်ရွေးချယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးဒီရတစ်ခုတည်းပေါ်မှာအခြေခံပြီးတော့တထေးကိုကျွန်တော်တို့ကကောင်းတယ်ဆိုတဲ့သုံးဖြတ်ဖို့ကတော့ခက်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့အများစုကနည်းနည်းစေနာမရှိဘူးလို့ပဲခံစားရတယ်တထေးကတော့လောက်ကြည့်မှာပဲဒီမှာပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကိုယ်ဘေးမှာနေတာလဲ ကိုနဲ့နီးတဲ့နေရာဥစားပြီးပြီးအလုပ်ရှာဖို့အလုပ်လုပ်ဖို့ကျွန်တော်အနေနဲ့အကြံပေးခြင်းတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအောင်းလဲတက်ရတဲ့အလုပ်ကိုလည်းတွားရတယ်။ပင်မနဲ့အဲတနေ့တနေ့အချိန်ရပိုတဲ့အချိန်ကအရင်ထွက်လာတာမျိုးမဟုတ်ဘူး။ဥပမာကိုလုပ်တဲ့အလုပ်ကတနာရီတနာရီခွဲကားစီးရတယ်ဆိုဥပမာတွားပြန်ဆိုလို့ချင်းကျွန်တော်ကနှစ်နာရီသုံးနာရီလောက်ကားပေါ်မှာအချိန်ကုန်သွားမှာခုံရတာပါညာမျိုးလည်းဖြစ်နိုင်တယ်မသက်ရစီရတာမျိုးလည်းဖြစ်နိုင်တယ်။နောက်ပြီးကားစီးရတာကပင်မတချို့ကားမူတဲ့လူတွေပါရဲ့ဆိုပို့ဆိုတယ် ပြီးရင်နောက်တစ်ခုက20 30စီရတဲ့အခြေအနေမျိုးတွေလည်းရှိတယ်အဲ့တော့နောက်ကျရင်ကားမရှိတာယထာမရှိတာအဆရှိတာပဲဒီလိုမျိုးအခြေအနေလည်းအများကြီးရှိရပါတော့နော်ကားကိုဆောင်းရတဲ့အချိန်ကားကိုချိန်ရတဲ့အချိန်ဒီကားကဘယ်ချိန်လာပါလဲဘယ်ချိန်ထွက်ပါလဲကိုယ်စိတ်ကလောနေရတယ်ပေါ့နော်အဲ့အဲ့အကြောင်းမလို့ကျွန်တော်အနေနဲ့ကတော့တတ်နိုင်ဆိုကိုယ့်ရဲ့အနီးနားဝင်ချင်မှာပဲအလုပ်ကိုဦးစားပေးပြီးတော့ရှာပေါ့နော်အခုအနီးနားမှာဆိုလို့ရှိရင်စပိန်နဲ့သွားလို့ရတာတော့ကောင်းစကူတာနဲ့သွားလို့ရတာတော့ကောင်းဒါမှမဟုတ်လမ်းလျှောက်ရင်တော့မှ30မိနစ်20အစားရှိတယ်ပဲဒီလိုမျိုး အလုပ်တွေဆိုလို့ရှိရင်ကို့အတွက်ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်နားဖို့အချိန်ပိုရတယ်ကျွန်တော်ရေရှည်သွားအောင်နော်တော့တစ်လနှစ်လရဲ့မဟုတ်အဲ့တော့ဟိုကားနဲ့လည်းအဝေးအသွားပြန်လောက်ရတယ်ဆိုတော့ပြီးရင်လှုပ်ချင်ရလဲများတယ်ဆိုလို့ရှိရင်ရေရှည်မှာလက်ရှိအတိုင်းနာမှာကိုကငယ်သေးတဲ့အတွက်လုံနိုင်တယ်ဆိုရင်တော့မှကျမ်းမာရေးရှုတော့မှကြည့်ရင်ဒီကောင်းဒီ risk အရင်များတယ်ပြီးရင်ကျွန်တော်တို့ကကြတော့ဒီဘက်မှာအများစုဒီတယောက်ထက်တယောက်ထက်ရည်ကြည်ရတာမလားအဲ့တော့မကျမ်းမာဖြစ်တယ်ဆိုလို့ရှိရင်အရင်ခက်ခဲတယ် အဲ့အတွက်ကျွန်တော်တို့ကအဲ့တော့နိုင်ဆုံးကြီးကြီးမားမားဖျားနာလာကြမ်းမိုက်ချိုရင်တော့ဖြစ်လို့မရကိုယ်အတွက်နားချိန်ပူရဖို့အတွက်အလောက်ကလည်းပြင်မနေဆိုနားချိန်ပူလို့တယ်အဲ့ဆက်ချိန်ပူလို့တယ်ကျွန်တော်တို့အဲ့အတွက်ပေါ့နော်ဟိုကားအကြိုက်စီးရတဲ့အလုံမျိုးကိုတက်နိုင်ဆုံးရှောက်ပေါ့နော်ဟိုလုံးဝကိုယ်ဘေးနာပွင့်ညီမမရနိုင်ဘူးဆိုတော့မှဒါလည်းဥမာနာယူဝတ်စီးရတာမျိုး45မိနစ်လောက်စီးရတာမျိုးဒီလိုမျိုးဆိုရင်အဆင်ပြေနိုင်တယ်အချိန်ရန်ပေးရတဲ့နေရာမျိုးတွေဆိုလို့ရှိရင်တော့တက်နိုင်ဆုံးမလို့ဖို့ကျွန်တော်နေအချိန်ပေးခြင်းနဲ့ တတိယတစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်လူခဏခဏခေါ်နေတဲ့ဆိုင်ဥပမာကိုဒန်ကန်တို့ဒီအယ်ဘမ်ကိုအစားရှိတဲ့အပြင် update မှာ notification တွေတက်တာဖြစ်ဖြစ်ကိုဝင်ကြည့်လိုက်တဲ့အချိန်မှာဒီဆိုင်ခဏခဏလူခေါ်တာတွေ့နေရမျိုးဖြစ်ဖြစ်အဲ့လိုမျိုးအခြေအနေဆိုလို့ရှိရင်အဲ့ဆိုင်ကိုတက်နိုင်ဆုံးရှောင်းဘာကြောင့်ရှောင်းခိုင်းတာလဲဆိုတော့သူသူကဖြစ်နိုင်ကြရဒီလိုရှိရနံပါတ်1ဒီဆိုင်ရဲ့ management ပြဿနာဒီတစ်ထိမကောင်းတာမျိုးဒါမှမဟုတ်လို့ရှိရင် ရှိနေတဲ့ဒီ emo တွေပါတယ်ပေါ့နော်အသက်ကြီးတဲ့လူတွေပါတယ်ဆိုလို့ရှိရင်ပြီးတဲ့အချိန်မှာကိုရီးယားတွေအရန် post post နဲ့စကားပြောတာတော်တော်ဆိုးတယ်ဟိုတခုစိတ်မရှိဘူးအဲ့လိုမတင်ပြမိဘူးသူတို့ကဒါပဲသူတို့ပဲကြည်နေရတယ်အဲ့လိုမျိုးအဓိကကတော့ atmosphere မကောင်းဘူးအဲ့လိုမျိုးပဲအဲ့အတွက်လူတွေခဏခဏထွက်တယ်ဒါမှမဟုတ်ရင်တထင်းနဲ့ပြဿနာဖြစ်တာမျိုးလေဖြစ်ကောင်းဖြစ်နိုင်တယ်လာစာနေရမျိုးဒါမှမဟုတ်လို့ရှိရင်လာစာနောက်ကျတာမျိုးဖြစ်နိုင်အဆရှိတရားပြောမှာတခုခု ဘလိုပဲဖြစ်နေဖြစ်နေအဲ့ဒီအတွက်သားလင်းကျွန်တော်ဒီဆိုင်ဒီခဏခဏလူခေါ်နေရတယ်ဆိုလို့ရှိရင်ဒါဒီကောင်းနေချိန်မှာတော့မပါဘူးပေါ့နော်လူတွေဘာကြောင့်ကြကြမလုပ်နိုင်တာလဲဆိုတော့တနည်းအားမတော့ပြဿနာရှိနေတယ်အသေးကြတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နည်းနည်း give site ပို့လို့တာပေါ့နော်နံပါတ်၄အချက်ကတော့လုံနေရင်းနဲ့မှာပေါ့နော်ကျွန်တော်တို့ပတ်စံကိုအချိန်မှန်မှန်ပေးဖို့လည်းအရေးကြီးပါတယ်အချိန်မှန်မှန်လစာရတယ်ဆိုလို့ရှိရင်ဥပမာငွေတိအပတ်စဉ်ပေးရင်လည်းအပတ်စဉ်လစဉ်ပေးရင်လည်းလစဉ်အစားရှိတယ်ဘယ်လိုပဲပေးပေးမှန်မှန်ရဖို့ တကယ်လို့အကြောင်းတစ်ခုခုကြောင့်နောက်ကျဖို့ဖြစ်လာပြီဆိုရင်လည်းပဲရရက်ပိုင်းနောက်ကျတာအဆင်ပြေတယ်လနဲ့ချီပြီးတော့ကြာပါရင်ပြဿနာရှိလာပြီဘာကြောင့်လဲဆိုတော့ကျွန်တော်စီကိုလာပြောထားတဲ့လူတွေမှာပြဿနာပါလဲဆိုတော့ဘုံတော့အတိုင်းအတာတစ်ခုအကြောင်းတစ်ခုကြောင့်သူတို့ဟိုနောက်လာပေါင်းပေးမယ် နောက်လာပေါင်းမယ်အစားရှိရပဲဒီလိုနဲ့လာလေလာလေရှုပ်လာတချို့ဆိုလို့ရှိရင်2လ3လလောက်ထိပတ်စံမရဘူးဆိုတဲ့အခြေအနေတွေဖြစ်လာရောဥပမာ3လလောက်လောက်ထားမှ5သိန်းလောက်ပဲရတာ7သိန်းလောက်ပဲရတာဟိုလိုဒီလိုအကြောင်းပြပြီးတော့ပတ်စံမပေးနိုင်တာဒီလိုမျိုးတွေဖြစ်လာလို့ရှိရင်ကျွန်တော်တို့ကတိုင်တော့ပြီးပတ်စံတောင်းရတယ်ဆိုရင်လည်းပတ်စံရအောင်တော့အလုပ်တွေရှုပ်တယ်စိတ်တွေပြင်ပန်းရတယ်တော်တော်အဆင်မပြေတဲ့အခက်အခဲတွေကြုံရတယ်ပေါ့အဲ့ဒီလိုအခြေအနေမှာကျွန်တော်အဲ့ဒီအကြောင်းလို့တတိယကောင်းတာပဲဖြစ်ဆိုးတာပဲဖြစ်ပေါ့နော်လာစားမှတကယ်နောက်ကြ အဲ့လားနဲ့ချပြီးတောက်ချနေရဆိုလို့ရှိရင်တော့အဲ့ဒီလောက်ကထွက်လိုက်ပေါ့နော်။တခြားလုံးမှာပဲလုံးပြန်ရှာပေါ့။ကျွန်တော်ကဒီလိုအချံပေးခြင်းနဲ့သူကနည်းနည်းလေးမှတော့မပေးနိုင်ဘူးဆိုတော့ဥမာကိုကတစ်လကို55သိန်းလောက်ရရဆိုတော့နှစ်လဆို30ဖြစ်သွားပြီ။၃လဆို45သိန်း50ဖြစ်သွားပြီ။ဒါဆိုပိုပြီးပိုပေးဖို့ခက်သွားမယ်။အထူးဦးစားပေးစရာရှိရင်သူကိုရီးယားတွေဆိုလို့ရှိရင်သူတို့အဲ့ဒီလိုလုပ်လို့မရဘူး။အဲ့တော့နိုင်ငံသားတော့လုပ်လို့ရတယ်။ဒါဆိုလို့ရှိရင်ရေရှည်မာတို့အဲ့ဒီဆက်ဆံရေးရမကောင်းလို့ကျွန်တော်မြင်တယ်။အဲ့ဒါကြောင့်အတက်နိုင်ဆုံးရှောင်ဖို့တော့အကျံပေးခြင်းနဲ့နောက်ဆုံးတစ်ချက်ကတော့ အလုတ်ချိန်ကြတဲ့အခြေအနေတွေမှာစနစ်တကျကျွေးတာပေါ့နော်အစားအသောက်တစ်ခုခု तू ကဘလုံးမစိုးဒီမှာကျတော့တတိရမယ်များကျွေးကြပါတယ်အဲ့တော့ဆိုင်မှာလုတ်တဲ့ဥစ္စာပဲဖြစ်အပြင်ကဝယ်ပြီးကျွေးတာပဲဖြစ်ပေါ့အလုတ်ချိန်ကြလာတဲ့အများကျွန်တော်တို့ကစနစ်တကျကျွေးဖို့လိုတယ်အဲကျွန်တော်တီးသလောက်ဆိုကိုရီးယားကြီးဆိုလို့ရှိရင်အစားအသောက်နဲ့ပါအော်လုပ်ငန်းဝင်တို့မှာသူတို့အသေးချာမကျွေးဘူးဆိုအဲ့လိုကိုသူတို့ဆက်မလုပ်တော့အမျိုးအခြေအနေကျွန်တော်အများကြီးကြုံဘူးအစားအသောက်ကိုလည်းသူတို့စနစ်တကျ ကျွေးရမယ်ပေါ့နော်ဟိုမဆုံမပူကျွေးရမယ်တချို့တထေးဆိုလုံးလုံးမကျွေးရမျိုးအခြေအနေရှိတယ်တချို့ကြတော့ဟိုညီလူညီမမကျွေးရမျိုးရှိတယ်အဲ့တော့အချိန်မှမကျွေးရမျိုးရှိတယ်ပေါ့နော်အလုံးများရင်တော့များရဲ့အတိုင်းတိုင်းလဲဒါပေမဲ့သူကျွေးကတော့ကျွေးတာတော့အချိန်များတဲ့နေတဲ့အပေါ်မှာမူတည်ပြီးတော့ကျွေးတင်တယ်ပေါ့နော်တော်တော်များများဒီမှာကြတော့လုပ်ငန်းခွင်တွေမှာအစိုးရပြစားတော့ဆန်တွေမှာဆိုကျွေးရတာခက်ခဲရမှာပေါ့ကိုကအချိန်ဟိုက2နာရီ3နာရီ4နာရီလောက်ပဲလောက်တာဆိုရင်တော့ တမျိုးပေါ့ရှင်းနိုင်လောက်လည်းအလုပ်လုပ်ရတယ်လုပ်ပြီးမှပဲပြန်စားလို့ရတယ်ဆိုလို့ရှင်ဒါအဆင်မပြေဘူးကောနော်လောက်ကလည်းပင်မလဲဘာမှလည်းမစားဘူးဆိုလို့ရှင်အဆင်မပြေဘူးကောနော်အရေးရှိတယ်လို့ရှင်ကျမတို့အဲ့ဒီဖြစ်လာနိုင်တယ်ပေါ့နော်ကျွန်တော်အချိန်ပိုင်းလှုပ်ရှားတဲ့အချိန်မှာဒီ၅ချက်ကိုမဖြစ်မနေစဉ်းစားဖို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်နံပါတ်1ကလောက်ကလာစားကိုတိပီးတဲ့အလုပ်တွေကိုတနေ့ဆိုရှောင်ဖို့ကိုယ်နဲ့အရန်ဝေးရနေရမှာမလုပ်ဖို့လူခဏခဏခေါ်တဲ့ဆိုင်တွေကိုအလုပ်မလျှောက်ဖို့ပတ်စံအချိန်မှမပေးတာနောက်ကျတာမျိုးတွေအများတဲ့ဆိုင်တွေထွက်ဖို့အစားအသောက်တွေကိုစနစ်တကျမကျွေးတိုင်နေ လုံးဝမှဆက်မလုပ်ဘူးဒီလိုအချိန်ကြီးအဲ့တော့ကိုလည်းလုံးနေရင်းနဲ့ကိုတတရဲ့အချိန်ကြီးကိုခမန်းလို့ရတာပေါ့နော်အဲ့တော့ဒီတတရအဆင်ပြေနေလားအဆင်မပြေနေလားအဲ့တော့တကယ်လို့အဆင်မပြေဘူးဆိုရင်ချက်ချင်းလဲထွက်လိုက်ပါကြာမှဆိုလို့ရှိရင်ကျွန်တော်ဆုံးရှုံးမှုတွေပုံများတယ်ပို့ပြီးအာရုံတော့တဲ့အချိန်ကြီးရှိတယ်ဒါကြောင့်ကျွန်တော်ဒီကနေ့ပြီးအကြံပေးလိုက်တာဖြစ်ပါတယ်အားလုံးတို့အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်